အပစုံ9ရက်ထမ်းမှာတော့ Epic Commerce League က Hayami နဲ့တူရဲ့မန်နေဂျာအလုပ်လုပ်နေတာကိုကြည့်ပြီးအာလူးတာ Hayami ဘောကိုမော်စွမ်းမတုံးခဲ့ရင် Hayami ကတူရဲ့ချစ်စရာကောင်းတဲ့မန်နေဂျာလေးကိုတေချာပေါက်ကြိုက်နေမှာပဲလို့တွေးပြီးတနာနေခဲ့ပါတယ်။အဲအချိန်မှာပဲ Epic Commerce League ရဲ့ငွေငွေချင်းနှစ်ယောက်ကရောက်လာခဲ့ပြီး Epic Commerce League ကိုစက္ကနထိုင်မှုပြောလိုက်ပါတယ်။အဲတော့မှာတော့သူတို့လည်းမတွေးတာကြပြီဖြစ်တာကြောင့်ရှင်းအောင်နောက်ဖြစ်တွေပြောရင် Hayami ကအရင်တုန်းက Epic Commerce League နဲ့ဂိမ်းတူတူစောင့်နေကြဝတ်တုပ်လေးဖြစ်နေတာကိုထီထွားခဲ့ပါတယ်။ Hayami ကအရင်ကားနဲ့မတူပဲအရန်တွေပြောင်းလဲသွားတာကြောင့် Epic Commerce League ကမမမီခဲ့တာဖြစ်ပြီး Hayami ကအစတည်းက Epic FA ကောင်မလေးရဲ့တကယ်စင်ငယ်ချင်းဖြစ်နေခဲ့ပြီး FA ကောင်မလေးကိုလည်းစားတဲ့ကတကယ်ကြိုက်နေခဲ့တာပါအိမ်ပြန်ရောက်တဲ့ချိန်မှာတော့ FA ကောင်မလေးလည်းအာလူးကိုဖာယာမီကအာလူးစုံနဲ့ဖန်တီးထားတယ်ငတငယ်ချင်းမဟုတ်ဘူးလားလို့မေးလိုက်ကအာလူးကတော့ FA ကောင်မလေးကိုငတုံးမလို့ပြောပြီးချစ်ကြိုက်တာတွေကိုမော်စွမ်းနဲ့လုံးလို့မရကြောင်းနဲ့လုံးလို့ရမယ်ဆိုရင်တခြားလူတွေကိုမလုပ်တော့ပဲ FA ကောင်မလေးတယောက်တည်းကိုပဲမော်စွမ်းတုံးပြီးချစ်ကြိုက်အောင်လုံးမပေါ့လို့ပြန်ပြောလိုက်ပါတယ်အဲ့လိုနဲ့အာလူးလည်းဖာယာမီက FA ကောင်မလေးကိုချစ်ကြိုက်အောင်မလုပ်ပဲဖာယာမီနဲ့ FA ကောင်မလေးပြန်ဆောင်မဲ့အချိန်ကိုရှေ့ကိုပဲတူလိုက်တာလို့ပြောလိုက်ပါတယ်။နောက်တော့တွေးဆုံပွဲနေ့ကိုရောက်လာခဲ့ပြီး FA ကောင်မလေးက အရင်လုံးကြောင်ဝင်းကြီးတွေမွေးလာတော့တာကြောင့်အားလုံးကအော်နေခဲ့ကြပါတယ်တကယ်တမ်းမှာတော့ FA Coma League ကဝင်းချင်လို့မဟုတ်ပဲစူကာစာနဲ့အာလူတို့ကအတင်းဝတ်ခိုင်းလို့ပါအဲ့လိုနဲ့ FA Coma League ရဲ့တငယ်ချင်းယူယာကဂိမ်းစော့ပြိုင်ပြီးရှုံးတဲ့လူကအခြေဦးရဲ့နာမည်ကိုပြောကြည့်လို့ပြောတာကြောင့်ဂိမ်းနဲ့ပတ်သက်ရင်ဆရာတစုဖြစ်နေတဲ့ FA Coma League လည်းချက်ချင်းပဲလက်ခံလိုက်ပါတယ်အဲ့ဒါကြောင့်ယူယာလည်း FA Coma League ကိုခွေးရှုံးဝဲရှုံးရှုံးသွားခဲ့ပြီးအခြေဦးရဲ့နာမည်ကိုပြောရမှာဆိုပေမဲ့ယူယာက FA Coma League ကိုကြည့်ပြီးအကြာကြီးချက်နေကဘဇက်ကမူဂျိုဆီယာမလို့ပြောလိုက်မိပါတယ်အဲ့လိုနဲ့ယူယာလည်းမကျေနပ်သေးပဲရှင်မြတ်ဂိမ်းပြင်တချင်းစိုးတော့မှပြန်ပေးမယ် FA graphic ကောင်မလေးကိုဘယ်လိုမှမနိုင်တာကြောင့် UR လေးစိတ်ညစ်နေခဲ့ပါတယ်မကြခင်မှာပဲ Hayami လေးတွဲဆုံပွဲကိုလာခဲ့ပြီးသူ့ကိုသူမိတ်ဆက်ပေးတာကြောင့်အရင်ကဦးချောင်းချောင်းဖက်တီးကအခုလိုစောက်ချိုးကြီးဖြစ်သွားတာကြောင့်အားလုံးလည်းအံ့ဩနေခဲ့ပါတယ် UR ကတော့ Hayami ကိုတစ်ဖက်တက်တွေမလာလို့ဖြစ်နေတာကြောင့်ပြန်တော့မယ်ဆိုပြီးထထွက်လာခဲ့ပေမဲ့ FA ကောင်မလေးကတော့ UR နောက်ကိုလိုက်တော့ကစိတ်မဆိုးဖို့ပြောပြီးချုံနေခဲ့ပါတယ်တစ်ဖက်မှာလည်း Hayami နဲ့ကောင်မလေးနှစ်ယောက်က FA ကောင်မလေးနဲ့ UR တို့ပြောနေတာကိုခုနထောက်နေခဲ့ကြပြီး UR ကလည်းသူ့ကိုလက်ချုံနေတာကိုအခွင့်ကောင်းယူကခုနကအချစ်ဦးကိုမူကျူဆရာမလို့ပြောတာကလင်မျောတာဖြစ်ကြောင်းနဲ့ ယ်တကယ်အချစ်ဦးက FA ကောင်မလေးလို့ပြောပေမဲ့ FA ကောင်မလေးကတော့ယူရစကားမဆုံးခင်မှာပဲတခါတည်းညင်းလိုက်ပါတယ်အဲ့လိုနဲ့ပုံမီခုနားထောင်နေတဲ့ခါယာမီနဲ့ကောင်မလေးနှစ်ယောက်ရှင်စိတ်ကိုမထိန်းနိုင်တော့တာကြောင့်ပုံနေရကနေထွက်လာကယူရကိုရှယ်ရီလောင်နေခဲ့ပါတယ်အဲ့နောက်မှာတော့ယူရနဲ့ခါယာမီကအဆင်ပြေတော့ကြပြီးမင်္ဂလေးတွေကအရင်ထွက်တော့ကခါယာမီကတော့အရင်ကတစ်ဖက်တည်းမနာလိုဖြစ်ခဲ့တာအတွက်ခါယာမီကိုတောင်းပန်နေခဲ့ပေမဲ့တဘောကောင်လုံးနဲ့ခါယာမီကလည်းချက်ချင်းပဲခွန်လွန်လိုက်ပါတယ်အငင်းခံလိုက်ရတာကလွင်ကျွန်တော်တွေကုန်စင်ပြေတော့တယ်ယူရနဲ့ခါယာမီလည်းကာရာအိုကေခန်းကိုတူတူပြန်လာခဲ့ကြပေမဲ့တငယ်ချင်းအားလုံးကတော့ယူရ အတွက်တဲကွဲတချင်းစုပေးဖို့အတင်းဆောင်နေခဲ့ကြပါတယ်နောက်တစ်နေ့မှာတော့ Africa Gomali အလုံးစင်းချိန်ဟာယာမီနဲ့စူကာဆာနှစ်ယောက်လုံးကလာကြုံကြပြီး Africa Gomali လည်းတုံယောက်အတူတူနေနေတာကိုနေသားပါကြနေခဲ့ပါပြီသူတို့အိမ်ပြန်ရောက်တဲ့ချိန်မှာတော့ Saki ကတူအဖေအလုတ်သွားနေတော့အကူကအိမ်ကမောင်းထုတ်လိုက်တာကြောင့် Africa Gomali ရဲ့အိမ်ကိုလာခဲ့ကအဲ့ဒါကြောင့်ပဲ Saki ကိုလည်းအတူတူအိမ်ခိုင်းလိုက်ပြီး Saki ကဟာယာမီနဲ့စူကာဆာတို့နဲ့လည်းခင်သွားခဲ့ပါတယ်အဲ့လိုနဲ့ Africa Gomali လည်း Saki နဲ့နှစ်ယောက်တည်းအတူတူအိမ်ရတဲ့အခွင့်အရေးကိုအတုံးကြပြီး Saki ကိုအာလူးအကြောင်းပြောကအကြံဉာဏ်တောင်းကြည့်ဖို့လုပ်ပေမဲ့အာလူးကတူးစီစဉ်တွေကိုသူများ ားတွေကိုပြောပြရင်ဘိုင်အောင်အောင်လှုပ်ထားတာကြောင့် Africa Gamma League လည်းမထိန်းနိုင်တော့ပဲအင်တာကိုမြန်မြန်ပြေးလိုက်ရပါတယ်အင်တာကပြန်လာချိန်မှာတော့ Africa Gamma League ကတကတိတ်မပြောနိုင်တော့ပဲပြိုလောက်ခဲ့တာကြောင့် Saki လည်းအရင်ကအကြောင်းတွေကိုပြန်စဉ်းစားနေခဲ့ပါတယ်အရင်တုန်းက Saki ကအနိုင်ကျင့်ငငယ်ရတာဖြစ်ပြီး Africa Gamma League က Saki ကိုအမြဲတမ်းကူညီတာကြောင့် Saki နဲ့ Africa Gamma League နဲ့ကတငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်တနေ့မှာတော့ Mori လို့ခေါ်ပြီးဂျင်နာတက်တဲ့ကောင်လေးက Saki ကိုအစမ်းတွဲကြည့်ဖို့ပြောခဲ့ပြီး Saki ကတော့မပြတ်သားပဲဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ Mori ကလက်မလျှော့ပဲခဏခဏဖွင့်ပြောနေတာကြောင့် Saki လည်းမတ က်တာတော့ပဲအစံတော်ကြီးခဲကအားလုံးကအဆင်ပြေနေခဲ့ပြီမူရီကလည်းဂျင်နာတက်တာကြောင့်ဆာကီလည်းပြောင်းနေခဲ့ပါတယ်အဲ့လိုနဲ့မူရီလည်းဆာကီကိုတူအိမ်မှာစာတူတူလှုပ်ဖို့ခေါ်တာကြောင့်ဆာကီလည်းလက်ခံလိုက်ပြီမူရီရဲ့အိမ်ကိုရောက်လာတဲ့အခါမှာလည်းစာလုံးလို့အဆင်ပြေနေပေမဲ့မကြခင်မှာပဲမူရီကဇလန်းနေစလာတာကြောင့်ဆာကီလည်းမူရီကိုစာအုပ်နဲ့ရိုက်ပြီးထွက်လာခဲ့ပါတယ်အဲ့လိုမကောင်းလုပ်လိုက်တာကမူရီဆိုပေမဲ့ရောက်ကြမစစ်တဲ့မူရီကနောက်နေ့အကြောင်းမှာဆာကီရဲ့မကောင်းကြောင်းတွေကိုလိုက်ပြောနေတာကြောင့်ဆာကီလည်းတူမပြတ်တားခဲ့တာကြောင့်နောက်တော့ရနိုင်ခဲ့ချင်း FA ကောင်မလေးကတော့မူရီကိုတွားပြီးတော့ဖျင်းနေကဆာကီအကြောင်းထပ်ပြောရင်တူနဲ့တွေ့မယ် ဆိုပြီးပြောလိုက်တာကြောင့်မူရီလည်းချိန်သွားခဲ့ပါတယ်အဲ့လိုနဲ့ဆာကီလည်းအရင်ကြောင်းနဲ့တွေ့ပြီးပြောနေကအဖစ်ကောင်မလေးကိုလည်းကျေးဇူးတင်နေခဲ့ပါတယ်နောက်တနေ့မှတော့အာလူကကြောင်းပေးရက်မှာနွေရာဒီပွဲတွေကိုတွားဖို့အကြံပေးတာကြောင့်အဖစ်ကောင်မလေးတို့လည်းဒုစရာမရှိတာကြောင့်အာလူစကားကိုလက်ခံကတွားဖို့ပြင်ဆင်နေခဲ့ပါတယ်အဲ့လိုနဲ့ပဲခီမိုနိုဝတ်ထားတဲ့အဖစ်ကောင်မလေးကခီမိုနိုနဲ့အရင်လိုက်နေခဲ့တာကြောင့်ဟာယာမီကကျူးစင်းတော့ခဲ့ပြီးပွဲတော်ရောက်တဲ့ချိန်မှာတော့ဟာယာမီကတဘောကောင်းလွန်းနေတာကြောင့်ဒူတွေကိုလမ်းပဲ့ပေးပြီးနောက်မှကြံနေခဲ့ကအဖစ်ကောင်မလေးလည်းဟာယာမီရဲ့လက်ကိုဆွဲလိုက်ပြီးခေါ်တော်ဖို့လှုပ်လိုက်ပေမဲ့ဒုတိယကြီးရောမြတ်ဖြစ်နေတာကိုတွေးမိက FA ကောင်မလေးလက်ချက်တော့ခဲ့ပါတယ်အဲအချိန်မှာပဲယူရတို့အဖွဲ့က FA ကောင်မလေးနဲ့ဟာယာမီတို့လက်ကင်ထားတာကိုတွေ့ပြီးလာချင်းတွေ့တာလားလို့မေးလိုက်တာကြောင့်ဟာယာမီတို့လည်းအတင်းတွေညင်နေခဲ့ရပါတယ်အဲနောက်မှာတော့စူကာဆာတို့လည်းရောက်လာခဲ့ပြီးယူရကစူကာဆာကိုတွေ့တာကြောင့် FA ကောင်မလေးကိုဟာယာမီနဲ့တော့တဘောတူတယ်လို့ပြောပြီးဘယ်ကမှမတိတဲ့စူကာဆာနဲ့တော့တဘောမတူဘူးလို့ပြောလိုက်ကဟာယာမီနဲ့ FA ကောင်မလေးတို့ရဲ့ယင်းနှမှုတွေကပိုလာခဲ့ပြီးဘာတွေဆက်ပြတ်တော်အောင်မလဲဆိုတာကတော့မနေ့ပြန်တင်မဲ့စတိန်ပိုင်းလေးမှာစောင့်ကြည့်ပေးကြပါအောင်ဗျအပစုံ9နဲ့ထန်းလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ